ထောက်ပြန်တဲ့နေရာမှာမိမားနဲ့ယောက်ျားဘယ်တာကပိုများလဲဆိုရင်တော့ယောက်ျားတွေကပိုပြီးများတယ်လို့ပြောလို့ရပါတယ်။သို့တော်များမိမားတွေလည်းမဖောက်ပြန်ဘူးလားဆိုရင်တော့ဖောက်ပြန်တဲ့လူတော်တော်များများရှိပါတယ်ခင်ဗျာ။အခု comment ထဲမှာဆိုရင်တော့ထိုင်းမှာနေတဲ့လူတွေကပိုဆိုးပါတယ်တဲ့။သွားတော့ကတော့မိသားစုအတွက်သွားကြတာပဲတဲ့။နှစ်တွေကြာလာတဲ့အခါမှာမိသားစုကိုမေ့ပြီးတော့မှလူပြိုအပြိုစိတ်တွေဝင်လာပြီးတော့မှဖောက်ပြန်နေကြတာတော်တော်များများတွေ့ဖူးပါတယ်ဆိုတဲ့ comment ပဲဖြစ်ပါတယ်။ဒီ comment ကိုဒါကျွန်တော်ကိုယ်တိုင်လည်း ကျွန်တော်ရဲ့ဘဝကိုပြောတယ်လို့ပဲခင်ဗျာ။ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့အမေပေါ့နော်။အမေဆိုရင်ဒါကျွန်တော်ကိုကိုယ်ဝင်လေးလားလောက်တည်းကမွေးဆောက်ရှောက်လာခဲ့တာ ဖြစ်ပါတယ်။အမေနဲ့အဖေဒီထိုင်းမှာညာပြီးတော့မှအာမြန်မာနိုင်ငံကိုအမေကခလေးတပြန်မွေးမယ်ဆိုပြီးတော့မြန်မာနိုင်ငံကိုပြန်သွားခဲ့တာဖြစ်ပါတယ်။အဲဒီအချိန်မှာအဖေကတော့ထိုင်းကိုမိသားစုအတွက်ဒီကောမန့်တွေအတိုင်းလိုပဲမိသားစုအတွက်ဆိုပြီးတော့မှ ထိုင်းကိုတက်လာခဲ့တာဖြစ်ပါတယ်အဲ့ချိန်မှာအမေကိုလုံးဝအဆက်အသွယ်မလုပ်တော့ဘဲနဲ့ထိုင်းမှာဒီမှာနောက်အိမ်တောင်ဒီပြုတ်လဲပြုတ်ကောင်းပြုတ်လိုက်ပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တော့အခုချိန်ထိကျွန်တော်ရဲ့အသက်ဆိုရင်ဒါ20နဲ့8နှစ်ရှိသွားပြီခင်ဗျဒါပေမဲ့ကျွန်တော်အခုချိန်ထိအဖေကိုမမြင်ဘူးသေးဘူးအမေလည်းအရင်ခေတ်ကဆိုတော့ဓာတ်ပုံတွေပါရည်လည်းမရှိဘူးကျွန်တော်တို့အခုလိုဖုန်းခေတ်တွေလည်းမဟုတ်တော့ဓာတ်ပုံလည်းတင်ထားတာလည်းမရှိတော့အခုချိန်မှာတောင်မှ အဖေနဲ့ကျွန်တော်နဲ့တောင်မှဒါဥပမာအပြင်မှာမျက်နှာချင်းဆိုင်တွေ့မယ်ဆိုရင်တောင်မှကျွန်တော်အဖေမှကျွန်တော်သိမှာမဟုတ်ဘူးဒါကတော့မိသားစုအနေနဲ့ပြောရမယ်ဆိုရင်တော့တော်တော်များများဒါထိုင်းမှာမှမဟုတ်ပါဘူးနိုင်ငံခြားမှာနေတဲ့သူတွေရောမြန်မာနိုင်ငံတွင်းမှာရှိနေတဲ့သူတွေရောတကယ်ကိုအာကံမကောင်းတဲ့သူတွေလို့ပြောရမှာပေါ့နော်ဒါကတော့လေအုံလို့ဖောက်ပြန်ခံရပြီးပြစ်ထားခံရပြီးဆိုရင်တော့ဒါအာခံစားရတဲ့သူကတော့တော်တော်လေးခံစားရပါလေကျွန်တော်အမေဆိုရင်တော့ဒါအမြဲတမ်းပြောပါတယ်အမေဆိုရင်ဒါ အမေအမေကတော့စိတ်သက်ခိုင်မာတဲ့မှာပါတယ်အများဆုံးမျက်ရည်ကြားရင်တော့ယောက်ျားတယောက်တော်မျက်ရည်ကြားရင်တော့အများဆုံးကြားရင်တလပေါ့တဲ့အမေအဲ့လိုမျိုးခဏခဏပြောဖူးတယ်အဲ့တော့ အာဒီ comment ထဲမှာရေးထားတဲ့အတိုင်းပါပဲအခုဒီဗီဒီယိုလေးကိုကြည့်ရှုနေတဲ့ညီငယ်ညီမငယ်တွေရောနောက်ထပ်ကျွန်တော်ထပ်အသက်ကြီးတဲ့အကိုတွေအမတွေရောအဓိကဆင်ခြင်ရမှာကတော့ကျွန်တော်တို့ဒီမိသားစုကိုတကယ်ချစ်မြတ်နိုးတယ်ကိုယ့်ရဲ့ဒီအိမ်တော်ဘက်ကိုတကယ်ချစ်မြတ်နိုးတယ်ဆိုရင်တော့နောက်တစ်ယောက်ပဲတော့မှမရှာပါဘူးဒါကြောင့်မို့လို့ကိုကိုကိုဂုံတိတ်ခါရှိရှိနဲ့ကိုကိုကိုဒီနေ့အကြည့်စာရတာကောင်းကောင်းနဲ့တလင်းတမညာစနစ်ကိုဒါအကြည့်သုံးစေချင်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ဆိုရင်တော့ဒါ ဘဝအတွက်ဒါအသားအနဲ့မှကိုချင်းစာပါတယ်မိန်းကလေးတော်တော်များများကိုပါကြောင့်ကျွန်တော်ရဲ့အမေနဲ့ကျွန်တော်ကိုချင်းစာတာပေါ့နော်အမေဆိုရင်ဒါစဉ်းစားကြည့်ပါကိုဝင်လေးလာတယ်ထားခံထားခံခဲ့ရတာဘယ်လောက်တောင်ခံစားရမလဲအဲ့တော့ကျွန်တော်ဆိုရင်ဒါအမြဲတမ်းဟိုအမေကိုတနာတယ်ဒါကြောင့်မို့လဲဒီထဲမှာကြီးစုနေတဲ့အမျိုးသမီးများစုနေနဲ့အခုချိန်မှာကိုကခလေးတယောက်နဲ့ကြံနေတာကြံခဲ့တာမျိုးတို့နော်တကယ်လို့ကိုမှတမီးတယောက်နဲ့ကြံခဲ့တာမျိုးလို့မိသားစုနဲ့ကြံခဲ့တာမျိုးလို့ဆိုရင်အားမငယ်ပါနဲ့ကျွန်တော်တို့ဟာအိမ်အောင်ကြတာကံမကောင်းခဲ့တယ်ဆိုရင်တော့မှ အာသမီရတာကံကောင်းခြင်းကံကောင်းလိမ့်မယ်ဒါကြောင့်မို့ကျွန်တော်ကအဲ့ဒီအချက်ကိုအမြဲတမ်းဟိုအသိဉာဏ်ပညာနဲ့ဆုံးဖြတ်တယ်ကျွန်တော်အမေအတွက်ဆိုရင်ဒါအမြဲတမ်းကျွန်တော်ကြိုးစားရတယ်ပေါ့နော်ဒါကြောင့်မို့အားလုံးနေနဲ့ဘဝမှာကျွန်တော်တို့ကဘဝကိုရှစ်ဆက်ပါကိုယ့်ရဲ့သာသမီတွေအတွက်ဆိုရဲဟိုမိခင်ကောင်းစိတ်ပေါ့နော်မျိုးသမီးတွေမှာမိခင်စိတ်ရှိကြပါတယ်အဲ့တော့ကိုမိခင်ကောင်းစိတ်မိခင်တယောက်ရဲ့စိတ်ဆိုပြီးတော့မှကျွန်တော်မိခင်စိတ်နဲ့ဘဝကိုအားအင်ဖလန်အပြည့်နဲ့ရှေ့ဆက်ပါလို့ပဲအားပေးချင်ပါတယ်ကျွန်တော်ရဲ့ CV မှာ အာလာတိုင်ပင်နေသူတော်တော်များများဆိုရင်တော့အမျိုးသားတွေထက်ကိုအမျိုးသမီးတွေကပို့ပြီးတော့ဖောက်ပြန်ခံရတာလို့လာတိုင်ပင်ကြတာများပါတယ်အမျိုးသားတွေလည်းရှိပါတယ်ကျွန်တော်သိပြီးမဖော်ပြသေးတာပဲနောက်ပိုင်းမှာကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့အမျိုးသမီးများစုအနေနဲ့ဆိုရင်ဒီလိုမျိုးဖြစ်လာပြီးဆိုရင်တော့သားသမီးတွေအတွက်သားသမီးတွေအတွက်ဆိုတဲ့စိတ်နဲ့ကျွန်တော်တို့ဟာဘဝမှာရင်ဆိုင်မှာရှေ့ဆက်ပါတတိရှိနဲ့ဆုံးဖြတ်ပါအဲ့တော့ဖောက်ပြန်တဲ့သူတွေကိုတော့လည်းခွင့်လွှတ်စရာအကြောင်းတော့မရှိပါဘူးကိုကိုကိုဒီနေ့ ောက်ပပြရမယ်စူးစမ်းပြရမယ်အားလုံးနေနဲ့ကျွန်တော်တို့ဖောက်ပြန်မှုကင်းတဲ့ချစ်ချင်းနေနဲ့ဒါဖောက်ပြန်မှုကင်းတဲ့အိမ်တော်ရေးတွေနဲ့ဒါတွေ့ရှိကြပါစေလို့လဲဆုတောင်းပေးပါတယ်ခင်ဗျာ